မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မိုးကုံမြို့မှာမိုးမိတ်မြို့ဘက်သို့ခြိတက်လာသောစစ်တပ်စစ်ကြောင်းကို KIA PDF ပူးပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်မှု KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးအတီးပြုတ်တဲ့ဆွေသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မန္တလေးတိုင်းမိုးကုံမြို့မှမိုးမိတ်မြို့ဘက်သို့ခြိတက်လာသောစစ်တပ်စစ်ကြောင်းကို KIA KPDF အပါအဝင်ဒေါ်လန်ရေးပူပေါင်းတပ်များက ကြာဖြတ်တိုက်ခိုက်ခဲ့ကြောင်းတော်လန်ရေးတရင်ရင့်မြစ်ကပြောဆိုပြီးအဆိုပါတရင်မှာမှန်ကန်ကြောင်း KIO KIA ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးကလည်းအတည်ပြုလိုက်ပါတယ်။ဂျပန်နေ့နိုဝင်ဘာလ30ရက်နေ့ည8နာရီအချိန်ဘူခုံမျိုးပတ်မှမိုးမိတ်မျိုးပတ်သို့ထွက်လာသောစစ်တပ်စစ်ကြောင်းနှင့် KIA KPD အပါအဝင်တော်လန်ရေးတပ်များအကြောင်းတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲအသေးစိတ်အခြေအနေကိုမေးမြန်းနေစေဖြစ်ကြောင်း KIO KIA ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးကရှင်းပြပါတယ်။ မင်းညာ၈တာရီဝင်းကျင်မိုးကုတ်ကနေမုံမိတ်မြို့သွားတဲ့လမ်းအကြားမှာတိုက်ပွဲဖြစ်တာပါကျွန်တော်တို့လည်းသေးစိတ်မသိရသေးဘူးအဲ့ဒီဘက်ကဖုံးလိုင်းတွေကတ်တော့တဆင်းပြီးတဆင်းမေးမြန်းနေရတယ်အဲ့တော့မိုးကုတ်မုံမိတ်အကြားလမ်းမှာတိုက်ပွဲဖြစ်တာကိုပဲကျွန်တော်တို့ပြောနိုင်တယ်ဟုဘုံမူကြီးနော်ဘူးကပြောဆိုပါတယ်ဘုံမူကြီးနော်ဘူးကနိုဝင်ဘာလစံပိုင်းသတင်းဌာနနဲ့ဆက်သွယ်မေးမြန်းချက်တွင် DNL စုဖွဲ့မဲ့မုံမိတ်မြို့မှာ APSDF နဲ့ PDF တို့ကို KIA ကစီရင်ခုညီမိဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်ပါတယ် မိုးမိတ်မြို့နယ်တွင် KIA တပ်ရင်းများရှိပြီး APSDF PDF တို့နှင့်အတူဖူးရွက်ရှိနေကြောင်းတပ်ပေါင်းစုအဖြစ်အတူတူနေထိုင်ပြီးအခြေချထားကြောင်း KIA အနေဖြင့် TNLA စုခွာမိမိုးမိတ်မြို့နယ်ပတ်သက်၍စည်ရေးအရဆောင်ရွက်ရန်မရှိတော့လဲ APSDF နှင့် PDF တို့ဤစည်ရေးလှုပ်ရှားမှုများလှုပ်ဆောင်လာလျင် KIA ကကူညီသွားမည်ဖြစ်ကြောင်းဘုံမူကြီးနော်ဘူးကပြောဆိုပါတယ်။မိုးမိတ်မြို့တဲမှာကျွန်တော်တို့ KIA တရင်34ရှိတယ်။ KIA PDF တပ်ပေါင်းစုအတူတူနေတယ်။ အခြေချထားတယ်မိုးမိတ်မျိုးနဲ့ပတ်သက်လို့ဒီသက် KIA ကတော့ဘာမှလုပ်ဖို့မရှိဘူးဒါပေမဲ့မဟာမိတ် ABSDF နဲ့ PDF တွေကိုတော့ KIA ကူညီတာမျိုးရှိနိုင်တယ်ဟုဘုံမူကြီးနော်ဘူးကသတင်းဌာနကိုပြောကြားပါတယ်မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်းမိုးမိတ်ခရိုင်တွင်ဖြစ်ပေါ်နေသောအခြေအနေများအရာပြည်သူပင်အခက်အခဲဖြင့်ကြုံတွေ့စေကမူပြည်သူနှင့်တသားတည်းရှိနေမည်ဖြစ်ကြောင်းထိုပြင်စစ်ကောင်မရှင်လက်အောက်သို့မကြောက်ရောက်စေရန်နှင့်ဒေါ်လာရေးအောင်မြင်မှုပန်းနိုင်စီသို့အမြန်ဆုံးရောက်ရှိစေရန် ော်လိုင်းရင်းညီနောင်မဟာမိတ်များနဲ့အတူကူပေါင်း၍အောင်မြင်မှုရသည့်အထိဇလက်ကြီးတက်သွားမည်ဖြစ်ကြောင်းကတိသစ္စာပြုထားပါသည်။ TNLA ကအောက်တိုဘာလ29ရက်နေ့တွင်တရုတ်ဤဂျာဝင်စစ်စစ်မှုဖြင့်စစ်တပ်၏အပြစ်ခတ်ရဲစဲလိုက်ပြီးမိုးကုံနှင့်မိုးမိတ်မြို့များမှပြန်လည်ဆုတ်ခွာမည်ဖြစ်ကြောင်းတရုတ်ဝင်ထုတ်ပြန်ကြေညာထားပါသည်။ဇလက်ပင်ချင်းပြည်နယ်သို့ထိုးစစ်ဆင်လာသောစစ်တပ်စစ်ကြောင်း၃ခုကိုခုခံတိုက်ခိုက်မှုစစ်တပ်ဘက်မှအရာရှိနှင့်စစ်သားအများပြားကိုချေမှုန်းနိုင်ခဲ့ပြီးချင်းတော်လိုင်းရဲတပ်ဖွဲ့ဝင်9ဦးကြာဆုံးခဲ့တဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ ရှင်းပြည်နယ်အတွင်းသို့ထိုးစစ်ဆင်လာသောစစ်ကြောင်း၃ကြောင်းကိုခုခံတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှဗိုလ်မှူးလှမျိုးထုတ်အပါဝင်ဗိုလ်ကြီးစစ်သားအများပြားကိုချေမုန်းနိုင်ခဲ့ပြီးချင်းတော်လန်ရေးတပ်ဖွဲ့ဝင်9ဦးကြာဆုံးခဲ့ကြောင်း CDF Civil Defense Malaysia CDM စီရင်ကယမန်နေ့နိုဝင်ဘာ30ရက်နေ့တွင်ထုတ်ပြန်ပါသည် ယခုနှစ်မေလမှာအောက်ကလအတွင်းတွင်သကိုင်းတိုင်းကလေးမြို့မှစစ်ကြောင်းထုတ်လာသောအင်အား80ကျော်ပါစစ်တပ်စစ်ကြောင်းကိုချင်းပြည်တပ်ပေါင်းစုနှင့်စစ်ဒေသတစ်မဟာမိတ်အင်အားစုများကခိုင်ကန်းစစ်ကြောင်းဟုတမတ်ကအပြင်းထန်ခုခံကာကွယ်ခဲ့ပြီးလက်နက်ခဲယံတချို့ကိုသိမ်းဆီးရရှိခဲ့ကြောင်းထို့သောခုခံတိုက်ခိုက်မှုများအတွင်တော်လန်ရေးရဲဘော်၁၂ဦးကြဆုံးကတချို့ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ထို့သောစစ်တပ်စစ်ကြောင်းသည်အပိသက်ဆုတ်ခွာသွားခြင်းမရှိပေ။ချင်းပြည်နယ်အဝင်း၅မိုင်ခန့်တနေရာတွင်တပ်စခန်းထိုင်ချကအင်အားဖြည့်တင်းလျက်ရှိနေခဲ့ကြောင်းသိရပါတယ်။ စစ်တပ်ကအော်တိုဘာလကုန်ပိုင်းမှစပြီးတိတိမျိုးပေါ်သို့လေကြောင်းဖြင့်စစ်သားအင်အားများအချိန်ချင်းပြန်လည်ဖြည့်တင်းကနိုဝင်ဘာလဆန်းပိုင်းတွင်ချင်းပြည်နယ်အဝင်ခိုင်ခံပတ်မှတိုင်းငင်ဘက်သို့ဦးတည်ပြီးစစ်ကြောင်းတကြောင်စတင်ထိုးစစ်ဆင်လာခဲ့ကြောင်းသိရပါတယ်။ထို့နောက်ရန်နေငယ်တွင်တိတိမျိုးမှတိုင်းငင်ဘက်သို့နောက်ထပ်စစ်ကြောင်းတကြောင်နှင့်ကလေးတောင်ပိုင်းမှဝေဘူးလဖလန်းမျိုးဘက်သို့ဦးတည်၍စစ်ကြောင်းတကြောင်ထပ်မံ၍ထိုးစစ်ဆင်လာခဲ့ကြောင်းသိရပါတယ်။ အကြံဖတ်စစ်တပ်ကချင်းပြည်အဝင်နေရာစုံမှထိုးလာတော့ကြောင်းချင်းပြည်တပ်ပေါင်းစုအနေဖြင့်စုဖွဲ့ပြီးခုခံတော်လှန်ရန်အခက်အခဲရှိခဲ့ကြောင်းထိုးကြောင်းကိုနေရာကိုဖွဲ့စည်းအသည့်သည့်ဖြင့်သာခုခံတော်လှန်ကြရင်ဟင်အားမများတတော့ကြောင်းတဖြည်းဖြည်းပြည်သူ့ဘက်တော်သားများဤထိချုပ်နေရာများပြန်လည်လက်လွတ်ခဲ့ရကြောင်းအသိပေးထားပါသည်ရှင်းတိုက်ပွဲများအတွင်တိုင်းငင်းဘက်သို့ဦးတည်၍ထိုးစစ်ဆင်လာသောစစ်တပ်စစ်ကြောင်းမှဖုံမူလာမျိုးထုအပါဝင်စစ်ဗိုလ်အများပြားကိုခုခံချေမုန်းနိုင်ပြီးချင်းပြည်ချင်းလန်းအင်အားစုဗမာ ရဲဘော်ခုနှစ်ဦးမြင့်မြတ်စွာအသက်ပေးဆက်ခဲ့ရကြောင်းသိရပါတယ်ယခုချိန်ထိအကြံဖက်စစ်တပ်ကိုဆက်လက်ခုခံတော်လှန်နေဆဲဖြစ်ပြီးခရီးဆုံးတိုင်ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းယခုနှစ်အတွင်းအကြံဖက်စစ်တပ်ထိုးစစ်တိုက်ပွဲများကိုချင်းပြည်တော်လှန်ရေးအင်အားစုများအနေဖြင့်အချိန်ချင်းခုခံတော်လှန်ခဲ့ကြောင်း CDF Civil Defense Malaysia CDM စီရင်ကအသိပေးပါရယ်ဆက်လက်ပြီးအကြံဖက်စစ်တပ်ရဲ့တရားမဝင်ထူထောင်ရွေးကောက်ပွဲကမတည်ငြိမ်မှုနဲ့ဖိနှိပ်မှုတွေကိုပိုဆိုးသွားစေမယ်လို့ကုလသတိပေးတဲ့ဆွေးနွေးပွဲကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ် မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်တပ်က UCP လုပ်မယ်ဆိုတဲ့ရွေးကောက်ပွဲဟာလွတ်လပ်မှုတရားမျှတမှုကိမဲ့ယုံတာမကပဲဒေတာတွင်မတည်ငြိမ်မှုတွေနဲ့ဖိနှိပ်မှုတွေကိုပုံမဆိုးရွားသွားစေမယ်လို့ကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာအရာရှိတွေကတတိပေးပြောကြားခဲ့ပါတယ်။ဒီဇင်ဘာ28ရက်နေ့ကစပြီးအထုတ်လိုက်ကျင်းပမယ်လို့စစ်တပ်ကကြေညာထားတဲ့ရွေးကောက်ပွဲဟာ NLD များပြီးဒီမိုကရေစီစံနှုန်းတွေကိမဲ့နေတယ်လို့လူထုအပေါ်ဖိနှိပ်မှုတွေကိုပါပုံမဆိုးရွားသွားစေနိုင်တယ်လို့ကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာမဟာမင်းကြီးချုပ် OACHR ရဲ့ပြောရေးဆိုခွင့်ရှိသူအရာရှိ Jeremy Lawrence ကထောက်ပြခဲ့ပါတယ်။ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာသတင်းတောက်တွေနဲ့ထွေးဆုံတဲ့အခါ Lawrence မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲဆိုတာချိန်ချောက်မှုတွေအကြမ်းဖက်မှုတွေရန်လုံမှုတွေနဲ့ပြည်နယ်လုံးဝေဖန်သွားခဲ့ပါတယ်။သူက2021ခုနှစ်မှာစစ်တပ်ကမတရားအာဏာသိမ်းခဲ့တဲ့အပြင်နိုင်ငံရေးအကျဉ်းသား3000လောက်ကိုဖမ်းဆီးထားခဲ့ပြီးအဓိကနိုင်ငံရေးပါတီတွေကိုလည်းတားမြစ်ပိတ်ပင်ပြီးအခုရွေးကောက်ပွဲကိုကျင်းပဖို့စီစဉ်နေတာဖြစ်ပါတယ်။ ဒီတော့စစ်တပ်ရဲ့ရွေးကောက်ပွဲဟာမြန်မာနိုင်ငံကိုငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီပန်းနိုင်စီစောင့်ကျဉ်းသွားမယ့်အစားမလုံခြုံမှုတွေအကြောက်တရားတွေနဲ့သွေးခွဲမှုတွေဒိုးလာမယ့်အခြေအနေမျိုးစီချိန်တေပေါက်တွန်းပို့လိုက်မလို့ Lawrence ကသတိပေးသွားပါတယ်။တကယ်တမ်းမြန်မာနိုင်ငံမှာဦးစားပေးရမယ့်ကိစ္စကရန်လိုတိုက်ခိုက်နေမှုတွေကိုအဆုံးသတ်ပြီးလူသားချင်းစာနာမှုအထောက်ပံ့တွေပြန်လည်ဝင်ရောက်ခွင့်ရရေးဖြစ်တယ်လို့သူကထောက်ပြသွားပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိနေတဲ့ OACHR ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနကွယ်အကြီးအကဲ ဂျိန်ရော့ထာဘာကတော့မြန်မာပြည်သူတွေဟာစစ်တပ်ကအာဓမမဲပေးဖို့စိတ်ခိုင်းတာတွေနဲ့ဒေါ်လာရင်းအင်အားစုတွေကမဲမပေးဖို့တားမြစ်တာတွေကြောင့်ကြားညက်တယ်လို့ဖြစ်နေတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။နောက်ပြီးစူပိုအောင်နှုံစော်တာတွေနဲ့ဆွဆွဲဖန်ဆီးထားသူ၄တောင်လောက်ကိုလူငယ်ချမ်းသာခွင့်နဲ့ပြန်လွတ်ပေးလိုက်ကြောင်းစစ်တပ်ကကြေညာပေးမိ။အဲ့ဒီကိန်းကနက်ဟာလက်တွေနဲ့ကိုက်ညီမှုမရှိဘူးလို့လေရော့ထာဘာကဆိုပါတယ်။မြန်မာနိုင်ငံရဲ့အကျဉ်းချုပ်တွေကနေ ထွက်လာခွင့်ရသူ950လောက်သာရှိပြီးအဲ့ဒီထဲကအချို့ဟာထောင်ပူဝမှတင်နောက်ထပ်ဆွဲချက်တွေနဲ့ပြန်အဖမ်းခံခဲ့ရတယ်လို့သူကပြောပါတယ်။တစ်ချိန်တည်းမှာပဲစစ်တပ်ဟာရွေးကောက်ပွဲကိုနှောက်ယှက်မှုတွေကနေအခါခွဲပေးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့အစ်စ်ပြထန်းထားတဲ့ဥပဒေကိုအသုံးချပြီးလူပေါင်း100ကျော်ကိုဖမ်းဆီးခဲ့ပြီးဖြစ်ကြောင်းသူကထောက်ပြသွားပါတယ်။ကြည်စံရတခုနဲ့မဲပုံးကိုကင်ဆောင်ဆန္ဒပြမိခဲ့လို့လူငယ်၃ဦးဟာထောင်တ၄၉နှစ်ချမှတ်တာခံခဲ့ရကြောင်းယုံကြည်ရလောက်တဲ့အထောက်အထားတွေကို OACHR ကရရှိထားတယ်လို့လည်းဆိုပါတယ် မြန်မာနိုင်ငံမှာလူသားချင်းစာနာမှုရေးရအခြေအနေတွေကလည်းစိုးတက်ဆိုးလာနေကြောင်းစစ်တပ်ဟာနေရက်ပြန်ဖို့ဘလို့မှမလုံခြုံသေးတဲ့စစ်ဆောင်တွေကိုအတင်းအကျပ်ပြန်ခိုင်းပြီးဘဲပေးစီဖို့စီစဉ်နေကြောင်းတဖက်မှာတော့စစ်တပ်ကစည်ရေးပြိပခနေမြေတွေစီလူသားချင်းစာနာမှုအကူအညီတွေမရောက်ရှိနိုင်အောင်ပိတ်ဆို့ထားဆဲဖြစ်ကြောင်းမြန်မာနိုင်ငံမှာလုံခြုံအဖမ်းမခံရတဲ့နဲ့အခြေအနေမျိုးနဲ့အဖမ်းခံရသူ2300ဝန်းကျင်လောက်ဆက်ပြီးမတရားချုပ်နှောင်ခံထားရဆဲဖြစ်ကြောင်းရုခါဘာကပြောကြားသွားပါတယ် ကုလသမဂ္ဂနဲ့မြန်မာလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် Trend and True ကလည်းကုလသမဂ္ဂထွေထွေညီလာခံနောက်ဆုံးတင်ပြခဲ့တဲ့အစီရင်ခံစာမှာအဲ့ဒီရွေးကောက်ပွဲဟာစစ်တရေအာဏာကိုခိုင်မာအောင်တရားဝင်အောင်လှည့်စားထားတဲ့အတူရောင်တစ်ခုသာဖြစ်တယ်လို့သတိပေးထားခဲ့ပါတယ်။သူကစစ်ကောင်စီအလို့ကြစိတ်တိုင်းကြချဲလေဖန်တီးထားတဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကအပြင်းထန်ရှုံချပြီးကန့်ကွက်ဖို့တောင်းဆိုထားပါတယ်။နိုင်ငံတော်အကြီးအကဲတော်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေမတရားဖန်ဆီးခံထားရဆဲဖြစ်တယ်လို့အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအပါအဝင် နိုင်ငံရေးပါတီ40ကျော်လောက်လည်းဖြတ်သိမ်းခံရတာကအဲ့ဒီရွေးကောက်ပွဲရဲ့ယုံကြည်စရာကင်းမဲ့မှုကိုထင်ဟပ်စေတယ်လို့အန်ဒရူးကပြောပါတယ်။စစ်တပ်အလို့ကြောင့်လှုပ်ဆောင်မဲ့ရွေးကောက်ပွဲဆိုတာသွေးကွဲမှုတွေကိုပုံမနှဆိုင်စေပြီးကြမ်းတမ်းရန်လိုမှုတွေကိုပဲပြီးလောင်ရလေးဖြစ်စေလိမ့်မယ်လို့သူကသတိပေးသွားပါတယ်။